ငွေတောက်ပါခဲ့ဆိုပေမဲ့နောက်ပိုင်းဒီမှာသူ့ကိုကျွန်တော်နည်းနည်းလေးတော့တွေးရမြင်ရရှားလာတယ် first air strike ဖက်ကလည်းဘာမိုင်းဆွေးယိုရီ right and retreat မှာ first block ကို indas ထပ်ပေးတာနဲ့ပေါ်လာမှလည်းသွားပြီးတော့ဘန်ဝမ်လေးချွတ်ချွတ်မှုပြီးတော့ဖြစ်ပွားနေတယ် ring slot landshake ကထပ်ပေးထားခဲ့တဲ့ခဲနောက်တစ်ခုမှာ the blue force လေးတစ်ဖက်ကလည်း bander ပြန်ပေးထားရတယ်ပဲ first block first star နဲ့နှစ်ခုစလုံးကိုတော့ ai sport စတင်ပြီးတော့တင်ပိတ်ထားခဲ့ပါပြီ reason လေးရောကျွန်တော်ဒီ retreat မှာပေါက်လိုက်ရအောင်ဗျာเนาะကျွန်တော်လက်ရှိခြေတွေမှာအဲ့တော့ ai sport အနေနဲ့ဒီတစ်ခေါက်မှာ target objective ရရှိသွားပြီဆိုတော့ level 4ရရှိသွားမယ်ဆိုရင်တော့ black နေနဲ့ဂျန်ငယ်တဲ့အထိပါသွားပြီးနှောက်ရှက်လို့ရပြီဗျာ Reason Lee, oh, Barry Gailey ni kau biasa tu muncul ni ya, biar. Ini lebih channel ni. ဒီတိုင်းဆိုရင်တော့ဂိုးလိုင်းတကောင်ပေးရတော့မယ်နော်ဂိုးလိုင်းတကောင်တော့ပေးရမယ်ဆိုရင် reason လေးရုံးရဲ့ family ကစတင်ပြီးတော့ကျွန်တော်နောက်ဆက်ခံရတော့မယ်ချီနေလို့ပြောရမယ် Indus ကတော့ dotshot လိုက်ပြီးတော့ monster လေးပါလေပြန်ကြည့်နေတဲ့အပန်းလေးရှိတယ်ပေါ့နော် first starting မတိုင်ကမှ Janglis Pee ရကျွန်တော် reason လေးရဲ့ reason ရှင်းဟာပို့ပြီးတော့မြန်ဆန်ခဲ့တယ်ပို့ပြီးတော့ pattern လေးပို့ပြီးတော့မှန်ကန်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးပေါ်တော့ရှိတယ်ဒါပေမဲ့ first starting အပီးမှာတော့နည်းနည်းလေးကျွန်တော်အဖြစ်ကတော့တိတ်မတူတော့ဘူးဆိုတဲ့အနေအထားမျိုးလေးပြန်ဖြစ်သွားတယ်ပေါ့နော် bam ဒီဘက်က tower audio ပြန်ပြီးတော့ကြည့်နေရတဲ့အခိုက်အတန့်ပေါ်တော့ တော်တော်သိမလို့ဗျာ Dead Wave Demonophos တွေပြန်ပြီးတော့ပေးထားတယ်။ Fast Air Strike နဲ့ 3v1 တော့တယောက်သိတော့အိပ်ပဲမရှိဘူးဗျာ။နော်။ PA7 ထပ်ပြီးတော့ပေးထားရတဲ့ပဲ ဘန်တာကိုတော့အဆုံးသတ်ပေးလိုက်ပါပြီဘန်တာကတော့နော်၃ယောက်၁ယောက်ဆိုလို့ရှိရင်တော့ဘလို့မှတို့ဒါမှတော့မပေးနိုင်ဖလစ်ကာပါပေးလိုက်ရတယ်ဗျာနော်လက်ရှိအချိန်ကြီးကတော့အာလီကီမီနီဒီမှာတော့ဟီယူကီနှကောင်တာသီးတစ်ခုနဲ့ 1.5k နှောင်းဝော်ရောအရင် e-sport တာသီးရထားတယ်အဓိက first day fight မှာတိတာတယ်အဲ့ဒီရဲ့ impact တစ်ခုမှာဂျန်ရဲတဲ့အကောင်လေးတွေပေးလိုက်ရတယ်ပြီးတော့ကျွန်တော်ဒီ objective ပေးလိုက်ရတဲ့အရာတွေကဆုံးရှုံးမှုတွေများသွားတယ်လို့ကျွန်တော်တွေသုံးသပ်လို့ရတယ်ဗျာဒါတော့မှကျွန်တော်ဒီ elite စီကဒီ critical chance damage တွေအများကြီးထွက်မလာသေးတဲ့ time တစ်ခုပေါ့ဗျာ ကာတင်ကောလေးရတယ်ချိန်ပြီးတော့သူပြန်ပြီးတော့နည်းနည်းဘလစ်လေးပါလေးပြန်ဆွဲတာမျိုးလေးရရှိတယ်ပေါ့နော်ဒါမှလည်းပဲဒီအလီတာရဲ့ obsidian ရတယ်မဟုတ်ဘူးပြစီစီလဲသူ့အနေနဲ့ damage buy ရတော့အတော်လေးပြန်ပြီးတော့နည်းနေသေးရဆိုရင်အနေထားမျိုးလေးတော့တွေ့တယ်မက်ဆီကတော့ record touch time span ကနေပေါ့နော် sb lane မှာတော့ match up ပြ ac ပဲပြဘန်ဒါနေလေးကလည်းနောက်ပိုင်းကျွန်တော်တို့ minute ပိုင်းခြားတွေမှာ grow faster down shot လာပြီးတော့သူ့ကိုဂန်ကင်သွားနေရဆိုတော့ set look glue ကြီး lane match up မှာ messi bait တဲ့နောက်ကိုသူအရင်မလိုက်နိုင်ဘူးဆိုရင်အနေထားမျိုးလေးလည်းတွေ့ရတယ်ပြောရရင်တော့ kimi ဒီ basha grock hilos အစရှိတဲ့ hero တွေနဲ့တွဲမယ်ဆိုလို့ရှိရင်တော့ ali game river control ပါကနေ jungle စကမစ်ပိုင်းနေမှာအများကြီးအားကောင်းတယ်ဒါမှလည်းပဲကတော့ကချာလိုမျိုး every key ပဲတိုင်မင်းနဲ့ eog တိုင်မင်းကိုအများကြီးပြန်ကြည့်ရတဲ့ hero တကောင်နဲ့ဆိုလို့ရှိရင်တော့ kimi ရဲ့လုံနိုင်စွာကနည်းနည်း limitation ရှိနေရလို့ခံစားရတယ်ပေါ့နော် first air strike တစ်ဖက်က rick slant in the last shake က ban only ပဲ backline control ပေးခဲ့တဲ့ခိုက်တာတစ်ခုမှာတစ်ဖက်ကလည်း indus နဲ့ every key ပဲပြန်ပြီးပေးခြင်းနဲ့နောက်မှလည်း ban တာပြန်ပြီးတော့ counter ခဲ့တဲ့ခိုက်တာတစ်ခုမှာ super cat only ကိုလိုက်ကြည့်နေခဲ့တဲ့ messi flicker tap ပေးမှာ aog တောက်လျှောက်လိုက်ပါတယ် two man လေးပဲ every key နဲ့ one man ချက်ရှိနေခဲ့တဲ့ messi ပါပြန်ချောက်လို့မရတဲ့ reason ကိုတက်ပြီးတော့အဆုံးသတ်တော်တော်ချက်ရှိမှာ three man တက်ပြီးတော့ပေးခဲ့တဲ့ game ကတော့ damage တွေအောက်မှာ reason လေး Leo Banda Dabakin in the 143 Tattoo Trying မချာရှိနေခဲ့တဲ့ Blender Super Cat နှစ်ကောင်လုံးကတ်လို့မရတဲ့အခိုက်အတန့်မှာတော့ဒီ Tower Over Yuri တက်ပြီးတော့တိမ့်ပိုက်သွားခဲ့ပါပြီဒီတစ်ခေါက်က3 man down ွားတယ်တကယ်တော့ New Boom ဘက်က Spacers တင်ပြီးရတော်တော်စောသွားတယ်လို့ပြောရမှာပေါ့နော် Spacers တင်ပြီးွားအချိန်မှာ Fail လား Air Strike တစ်ချေတာနေမဲ့ Black နေနဲ့ရှောင်းရှားလို့ကလုံးဝမရတော့ဘူးဗျ Flicker နဲ့ခြေတာဆိုတော့ဒီသူ့ရဲ့ Area Control ထဲမှာပဲကြော်ပြန်ပြီးထိမ့်သိမ်းထားခဲ့ရနိုင်တယ်လို့ပြောရမှာပဲဗျ Black ကောင်နေချင်နေခဲ့တဲ့ Yuri Becker right time charge ရဲ့အချိန်မှာတော့ Inter နေတခါတဲ့ Unbreakable Sway ကိုကျူးစားထားသေးတယ်ဗျာ ရန်အင်းတို့ဂျော်ဂျူရီကိုတတ်ဖို့မလဲတကယ်တော့ခုနကဘယ်တယ်ဖိုင်ပါစပယ်ကတ်စီနေအကုန်လုံးပြီးသွားပြီဒါပေမဲ့အဲ့ဒီအရာအကုန်လုံးလည်းကျွန်တော်တောင်းပြီးသွားတဲ့အချိန်ကြီးပါအဲ့ AN Esports နေတဲ့တထောင်းနဲ့ကြာစင်းနဲ့အဲမုတ်တင်ပြီးတော့ယူရီနေနဲ့လှလှပပလေးပဲကျွန်တော်ပြန်ကောက်သွားတဲ့ကာလတစ်ခုလို့ကျွန်တော်ပြောရမှာပေါ့နော်စပယ်ကတ်စီနေအကုန်လုံးပြီးသွားတဲ့အချိန်ဒီမှာယူရီကတော့ freely သွားနေရတယ်ဆိုရယ်ခံစားချက်ကြီးရတယ်မန်စီတကောင်နဲ့ကျွန်တော်ပြန်ရှင်းမှုလို့ကြိုးစားနေ back up က right time ရှိနေသေးတယ်ဆိုပေမဲ့ reason လေးကိုပြန် phone နဲ့ raises slack now our lower finishing quality ရောက်လာတယ်ဗျာ orchestra တစ်ခုလို့ဝင်လာခဲ့တယ် tournament charge မှာ two man yuri dabake dot shot က်ပြီးတော့အဆုံးသတ်ချက်ရှိနေကြတဲ့ AOG ဒီဘက်ကလည်း Indens ပြန်ခုန်ထားခဲ့မယ်နောက်တဲ့2 man down တော်လေးကိုပြတ်လာခဲ့တဲ့အခက်တည်းမှာတော့ EA Sport အနေနဲ့ပွဲချင်း9မိနစ်ကျော်မှာ now get the 5.3k goal leading ဂူပါမင်းနေရကျွန်တော်တို့1 kg တွေကိုသွားပြီးရှိနေတယ်ဒီ game 2မှာလည်းအတော်လေးကိုပြတ်သားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲ EA Sport သူတို့ရတာ10 for ကောင်းလာတဲ့အချိန်မှာကောင်းကောင်းကြီးပြန်ပြီးတော့ဒါဥဆောင်ထားတယ်ဆိုတဲ့နေသားမျိုးလေးလည်းပြန်တွေ့ရတယ်ပေါ့နော် CC goal လေးပြန်ထုတ်ခဲ့တယ်ဆိုတဲ့အရာတစ်ခုကဒီနေရာမှာနည်းနည်းလေးတော့ကျိုးပဲ့သွားပြီလို့ဝန်ခံပါပဲဒီသာရှင်းသည်အားလေးမှာအားလေးကိမဆန်တော့ဘူးဆိုတဲ့အခြေအနေမျိုးတွေမှာတော့ making timing မှာလည်းကျွန်တော်တို့ elite ပြန်ပြီးတော့ power spike ဖြစ်လာမယ့်အချိန်တစ်ခုနော် EA Sport ထပ်ပြီးတော့ကျွန်တော်တို့ follow လုံးမှာပဲဒီချိန်မှာအောက်မှာကျန်ရှိနေကြတဲ့ super cat အဖော်တော့မဲ့နေပြီခဲတဲ့ air strike တက်ကျဲထားတယ်နော်ကျွန်တော်တို့ဒါနောက်ဂိုးလင်းနာတကောင်ကြားထဲမှာ 1k နီးပါးလောက်ဒီကွာချောင်းမှုကဖြစ်နေကြတာဗျာအဲခုနကတော့လည်းကျွန်တော်တို့ဒီတိုမိုတွဲလုံးနေရ AI e-sport မိမိုက်နေတယ်မြူဘုံနေနဲ့ကျွန်တော်တို့ဒီ game 1နဲ့ game 2ရှင်မယ်ဆိုလို့ရှိရင် game 1တော့တုတ်ပြန်မှုကတော့မှမမထထန်ရှိနေသေးတယ်ဗျာ game number 2မှာတော့တို့အားလိ game မှာကလေးနေသွားခဲ့တဲ့ပုံစံတွေကိုကျွန်တော်မြင်တွေ့ရတယ် reason လေးရဲ့ jungle တွေနောက်ဆက်ခင်ကတွေဒီအားနေစတင်ပြီးတော့ဒီအားလိ2မြင်သွားမယ်တန်ပိုတွေမှာကျွန်တော် AI e-sport တောက်လျှောက်တာသီးရသွားပြီလို့ကျွန်တော်တို့လက်ရှိမှာသုံးသပ်လို့ရတယ်ဗောနော်ပ BA7 ရဲ့ Farsa တပေါက်ကတော့အကွက်တီလောက်တော့သွားကြတယ်ဗျာပြီးတော့ကျွန်တော်ပွဲမဆောင်ရင်မှာသုံးသက်ခဲ့လို့ Yuri F Fan ကြီးကချိန်တန်လို့ရှိရင် finishing တပိုင်းမှာကျွန်တော်ရောက်လာပြီးတော့ K ကောက်မယ်လို့ကျွန်တော်တွေမှန်းထားခဲ့တာဒီဟာတစ်ခုအတိုင်းပဲ spray အကုန်လုံးပြီးသွားတဲ့အချိန်မှာသူ့ရဲ့ KW cut throat တွေနဲ့လာပိုင်းပြီးတော့ K တွေကတော့လက်ရှိအချိန်မှာတောက်လျှောက်ရရှိထားသေးတယ်လို့ကျွန်တော်ဆိုလို့ရတယ်ဗျာอืมเนาะတစ်ဖက်ကလည်း Yuri နေနဲ့လုံးဝ fully prospect သွားပြီးတော့ဖြစ်နေတာဗျာ Inters Banner နှစ်ကောင်တွဲပြီးတော့ပြန်ထထားဖို့တော့ကြိုးစားနေတယ်တစ်ဖက်ကလည်းပါလာပြီ Masia လည်းသူ့မှာလည်းဒါဘားတွေပဲပြန်ပြီးတော့ပြန်စုရမယ်ခိုက်တော့တစ်ခုမှာတော့ Obsidian ရဲ့ positioning player ကလည်းသူတို့နဲ့ပြန်ပြီးတော့ opposite lane မှာ တော့ pressure ပြန်ပြီးတော့ရှိနေရပြ Regan Slash Landshake ကတစ်ဖက်က Indus နဲ့ညက်ကြံနေခဲ့ပြီးတစ်ဖက်က Carton Goal လေးပြန်ပြီးတော့ချိန်ထားနေတဲ့3မှာလေးပဲ for the extra auto rage မှာတစ်ဖက်က backline Elida Hannibal နဲ့ပြခွဲနေခဲ့ recently ကိုတန်းချမှုတော့များနေတယ်ကေပဲတော့ shot like ခွဲနေတဲ့ backline မှာတော့ blood ကောင်ချန်နေရင်းခဲ့နေတယ်ပဲ3မှာပြန်ပြီးတော့ချန်ရှိနေခဲ့တဲ့ခန်းတစ်ခုမှာ super can အပြန်ရောက်ဖို့တော့မရှိတော့ဘူး Elida တက်ပြီးတော့အဆုံးသတ်ခဲ့ရင်တော့မှာ2 man down တော့ AI Esport ဆက်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ် Black နဲ့တော့ကျွန်တော် band hour control တိုင်းနေပဲ AI Esport သူတို့တွားကျင်ခဲ့တဲ့အရာတွေအကောင်းကောင်းကြီးကိုပုံဖော်ထားနိုင်ခဲ့လို့ပဲပြောရမယ်ကျွန်တော် တို့မြောက်တက်သွားမယ်ဆိုရယ်ခံလာချက်ကြီးပြသိရမှာလေးဘောမှာဝဲတက်သွားမယ်တော်တော်ချာနေတကယ်ဟိုကျွန်တော်တက်သွားခဲ့တာအဲ့ဝမ်းရရဆိုလို့ရှိရင်လေသူကစတန်ကဒေါင်းရှောက်ထက်မိသေးတာဆိုတော့ဒီ grow တော့ဒီ update patch မှာတကယ်ဟို Astaya Hero Roma Hero တကောင်ဖြစ်တယ်အဲ့တော့ instant replay မှာကျွန်တော်မြောက်တက်သွားတဲ့အရာကြီးကိုဆက်ပြီးကြည့်ကြမယ်နော် ကဲနော်အဓိကတို့ orchestra လိုပဲတော့ show ဝင်လာခဲ့တဲ့အပန်းလေးကောင်းအောင်နေဗျာ Messi ထိန်းသွားတာ Ring Slash နဲ့ Two Man ပဲ backline နဲ့မှာ black တန်းချခဲ့တဲ့ခိုက်တက်မှာ Yuri ပြန်ပြီးတော့ backline ကြည့်သလိုဂျန်နေခဲ့တဲ့ super cut နဲ့တန်းပေးရတယ်ဆိုတော့ဘာမှတော့မထူးဘူးဗျပွဲကတော့ကျွန်တော်တော်တော်လေးပြတ်သားသွားတဲ့အနေထားမျိုးလို့ပြောရမှာပေါ့နော် First Air Strike Barricade တော့ show တို့ဒီ ကန်တောက်လျှောက်ကမ်နေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဓိကပြီးခဲ့တဲ့တိုင်ပင်တစ်ခုမှာဆိုလို့ရှိရင်လေကင်မီနေနဲ့ Forza Air Strike နှစ်ချက်လောက်ကိုရှောင်ပြခဲ့တာကောင်းတယ်ဗျာဒါပေမဲ့ Grow Barricade နဲ့ဂျုံတဲ့အချိန်မှာတိတ်မရဘူးတစ်ခါလဲ 3v2 ပြန်ချိနေခဲ့တဲ့ရည်သရှင်းနေတဲ့ Reason လေးကိုပြန်ချပြီးနော်မလား Obsidia တစ်ခါလဲထပ်ပြီးတော့ Second Tower တိမ့်ပိုက်ခဲ့တဲ့အခက်အတန့်မျိုးတွေမှာ General Resource တွေအားလုံးကိုပါ Nupon ထပ်ပြီးတော့ Quick Mutate ပါပြီ Oh two man Nashe က stand ထပ်ပြီးတော့ပေးရတယ် Black နေနဲ့ဝင်လာဖို့ကြိုးစားနေတော့မှာသူတို့အနေနဲ့ Maker Second Tower ကို Like ကိုကြိုးစားအောင်ပါဗျာ Leader on Fire ဖြစ်နေတဲ့အခန်းကဏ္ဍ ခုရှိတယ် AI eSport အနေနဲ့အဓိကသူခုနကတော့ critical chance ပေးရတဲ့ပိုင်းတွေမှာ basket fury ပြီးွားပြီလို့ထင်တယ်ပေါ့နော်အဲ့တော့မြန်မာရှိတဲ့ second round ကိုတောက်လျှောက်ရပြီးသွားလို့ရှိရင်ဂျန်ကတခွင်လုံးတော့ AI eSport တောက်လျှောက်ထိန်းချုပ်ပဲပြီးမဲရဲ့80ရာခိုင်နှုန်းလောက်ကိုပါသူတို့အနေနဲ့ပိုင်ဆိုင်တော့မဲ့အခြေအနေတခုပြ ကဲဆိုတော့ဒီမှာမက်ဆီပြေး7တခါလဲသွားပြီးတော့သူ့အနေနဲ့ flying call ပြန်လာတယ် back line မှာလည်းမက်ဆီပြေးထိန်းတော့မလိုက် AOG check on target ခဲ့မှာ3 man for the extra monster cave ပြေး7 double kill ရပါတက်ပြီးတော့အဆုံးသတ်တော့မလိုက် hand upon super cannon နဲ့ banjo ပြန်ဖွေးခဲ့မြဲ 3v1 မှာပြန်ချဖို့တော့များနေပြီ dash day out မှာ elder tech အဆုံးသတ်ရတယ်ပဲနောက်ထပ်3 man down မှာ ian esport ဆက်လက်ပြီးတော့တိမ်မိုက်ထားနိုင်မှာသေးတယ်ဘယ်နေဆိုင်နဲ့ဘယ်နေဆိုင်တိုင်းကတော့ကျွန်တော် new bone နေတောက်လျှောက်ကြနေခဲ့တဲ့အချိန်တွေအရဆိုတော့အပွင့်လင်းပြောရဒီအချိန်တွေမှာနည်းနည်းအရင်တိုးမဆိုင်သင့်တော့ဘူးလို့ထင်တယ်ပေါ့နော်အဲ့တိုးမဆိုင်လို့လည်းမရဘူးဗျ ian esport တောက်လျှောက် dive နေတဲ့ကာလာတခုဆိုတော့တို့အနေနဲ့ထိန်းချောင်းဖို့ခက်ခဲတယ်လက်ရှိချိန်မှာတော့ Megatron ကိုဒီတိုင်းပဲရိုက်သွားပြီတာတဲ့၃ချိန်လုံးအောင်မပါသေးဘူး Mega တလိန်ရတယ်ဆိုတော့တော်တော်လေးများပြားတဲ့အနေထားတည်းရလို့ပြောရမယ်ဗျနောက်တလိန်မှာကျွန်းရင်တော့ ဒီဘုံအနေနဲ့နည်းနည်းလေးဒီပွဲလေးကိုကမ်းမဖို့အတွက်တော့ခက်ခဲသွားရဲ့အခန်းကဏ္ဍတစ်ခုမှချိပါရယ်ထိုးလိုက်မေဂါထိကိုပြန်ပေးရတဲ့ချက်ကတော့တော်တော်လေးဆိုးသွားတယ်ဗျာနော် first lot time မှာ2လိမ့်မေဂါဆိုတဲ့အချက်တစ်ခုကတော့ဒီ first lot advantage တဲ့နေအန်လို့ရတယ်ဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရသေးတယ်ကနူညာအဲကနူညာ magic damage တွေတစ်ဖက်ကလည်းကျွန်တော်တို့ black ပြန်ပြီးတော့ပေးတာအဲ့ဒီဆိုပေမဲ့အရင်ကတော့မလွယ်သေးဘူးဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ်ဗျာ okay ဟောလော့ပေါ်လာခဲ့ပြီနော်ကျွန်တော် ဒီတော့တော့ကျွန်တော်တို့တိုင်း newborn အနေနဲ့သွားယူလို့တော့ရမှာမဟုတ်ဘူးတကယ်တော့ defense တစ်ခုပဲသူတို့အနေနဲ့ပြန်လဲမူတည်ရမယ်ပေါ့နော်အဲ့တော့ defense တစ်ခုကနေပဲသူတို့ထွက်လာတဲ့ကျွန်တော်တို့ဒီ goal လေးတွေပြန်စု item လေးတွေပြန်ထွက်လာမယ့်အချိန်လေးတွေကျွန်တော်တို့ဒါ AI e-sport အနေနဲ့ high ground attack လုပ်တဲ့အချိန်ဒီမှာလေအမားတွေမလုပ်ဖို့လိုအပ်တယ်အမားသေးသေးလေးတွေတစ်ခုကနေ boundary တွေပြန်ပေးရမယ် boundary key တွေပြန်ပေးရမယ်နော်စုဘူးတွေခွဲခံရမယ်ဆိုရင် newborn အနေနဲ့ DI အကောင်လုံးအထောက်ချသွားနိုင်တယ်ဗျလက်ရှိကတော့ကျွန်တော်ဒါတွေပဲမျောလင်းလို့ရမှာပဲဗျာကဲဆိုတော့ကြံနေကြတဲ့ mega delay ကိုလည်းတစ်ဖက်က newborn အနေနဲ့ defender ကအရင်မလွယ်တဲ့အနေအထားမျိုးတွေတော့ဖြစ် ွားတယ်ပေါ့နော် first tower တတိုင်းမှာမပေးရသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲ infographic မှာ100%ဆက်ပြီးတော့ဦးဆောင်ထားတယ် Messi only ပဲဝင်ပြထားဖို့လိုကြိုးစားနေတဲ့ခက်တယ်မှာတစ်ဖက်ကလည်း Forza Extra အနေနဲ့ PA7 ထပ်ပြီးတော့ကြာလာတယ်ဗျနောက်က Editor ပြစ်ချက်တွေအောက်မှာ Area Dominance တွေထပ်ပြီးတော့ပေးထားသေးပဲဆိုပေမဲ့ Spectacular အရာတော့ Super Camp ပြန် cast နေခဲ့ရပေမဲ့ Only Mega ဒီ Lot Advantage မတိုင်ခင်မှာထပ်ပြီးတော့ပေးထားရတယ်ဗျလဘူလဘူရဲ့ Spectacular ကူတော့အတော်လေးကိုလည်း ဒါနေပါနေတယ်ဆိုတော့အချက်တခုကျတော့နူးဖုန်းရဲ့ front line ဘလို့မှမရင်ဆိုင်နိုင်ဘူးဗျာအဲရှိမှလည်းကျတော့ long နဲ့တူတူပြန်ပြီးတော့တက်လာခဲ့ပြီဒီခါနဲ့အမ်မယ်ဆိုတော့အနေထားတရမှာရှိတယ်13 second 10 second ပေါ့ဗျာ10 second နေမီနီယံပြန်ထွက်လာပြီဆိုတော့ 希望明年的比赛我就在高登哥这里，每天表来的给我播放我的乔丹的 Vlog。我们快点把他放到 channel 里面，高登哥又去比赛，下档黑的 P.S. 比赛加多五分，把他放到 backline，Olympus，加多五毛，Kings free，梅西，再放你车上的 two man，把他比赛里面的 backline 给多五分，four 比 one，加西尼给他开的球毛，Chris 加多五毛，再快的，two nails，Clint Swift，伊安 Eastwood，乌桑塔的比他皮巴尔。加油，加鲁达，宋代的球毛，伊安 Eastwood，你给他投塔。